မင်္ဂလာပါဗိုင်တဲ့ဆောင်ဘူဒော်နီယာနေပြန်နေကြိုဆိုပါရယ်ဂရက်ဆာကိုဒီနေ့ကတော့တတိတွေပဲမြဲစားလိမ့်ရှိတယ်တတိမုတ်ကလေးလှူစားมาဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီတတိမုတ်လို့တဲ့နေရာမှာပါဝင်ဖြစ်စီဖြစ်တဲ့ကောင်းငင်းဆန်ငချိတ်ကိုဒီစံချင်းနဲ့ခွက်နဲ့တစ်ခွက်ခွဲပြီးတော့ကောင်းငင်းဆန်အဖြူကိုစံချင်းနဲ့ခွက်နဲ့တစ်ခွက်ကဲတစ်ဝက်ပေါ့နော်အဲ့ဒါထည့်ထားမယ်ပြီးရေနဲ့တန့်စင်အောင်ဆေးကြောပြီးတော့တညသိထားလိုက်ပါမယ်ဒါကတော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ကောင်းကြီးရေစိမ်းထားတာရဲ့ ထောဘက်စီထမင်းစားစုံနဲ့၃စုံကျော်မုတ်ထမင်းစားစုံနဲ့၅စုံတကြားထမင်းစားစုံနဲ့၈စုံအုံလို400မီလီလီတာအသေးတပူတို့ကိုပြင်ဆင်ထားပါမယ်။ဘာဝင်ပစ္စည်းအလုံးအစင်တိဖြစ်ပြီဆိုရင်တော့ဒီကောင်းကျင်းလေးကိုအရသာထည့်ပါမယ်။ရေစိမ်းထားတဲ့ကောင်းကျင်းများပမာဥဆုံးထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ဒီကောင်းကျင်းလေးကိုအုံလို့ထမင်းစားစုံ၃စုံခန့်ထည့်ပါမယ်။တကြားကိုလည်းထမင်းစားစုံ၃စုံခန့်ထည့်ထည့်ပါမယ်။ ပြီးရင်စားအနေငယ်ထည့်မယ်ရေကိုတော့ဆန်ချင်းနဲ့ခွက်နဲ့နှစ်ခွက်ခွဲခန့်ထည့်ပါမယ်ပြီးရင်တော့အရသာများဒီအုံးလုံးနဲ့တမသွားစေဖို့အတွက်တန်းနည်းနည်းငွေပေးလိုက်တာဖြစ်ပါတယ်ဒီကောင်းကြီးလေးကိုအရသာအလုံးထည့်ပြီးဆိုရင်တော့အဖုံးလေးပိတ်ပြီးတော့ဒီကောင်းကြီးကိုဒီသမင်းပေါင်းအောင်နဲ့တဲပေးလိုက်ပါမယ်ကဲဒါကတော့သမင်းပေါင်းအောင်နဲ့တဲပြီးရရှိလာတဲ့ကောင်းကြီးဖြစ်ပါတယ် ီချက်ပြားရှိလာတဲ့ကောင်းချင်းတွေကိုထောပက်စီနဲ့ရောဖို့အတွက်ဒီအိုးတွေကိုထောပက်စီသုံးဆုံးခံထည့်ပါမယ်။ပြီးရင်တော့ချက်ပြီးသားဒီကောင်းချင်းတွေကိုထည့်ပေးလိုက်ပါမယ်။ကဲကောင်းချင်းထည့်ပြီးပြီဆိုရင်တော့အစားလေးအနည်းငယ်ထည့်ပါမယ်။ထောပက်နဲ့ကောင်းချင်းဒီစားရောသွားတဲ့အထိပြပြရှာလေးမှုေပြီးတော့လုံးပေးလိုက်ပါမယ်။ဒီကောင်းကြီးနဲ့ထောပက်စီနဲ့တသားတည်းဖြစ်သွားပြီဆိုရင်တော့ကောင်းကြီးချက်လေးရပါပြီ ါတော့တထေးမိုးရဲ့အပေါ်တလွာဖြစ်တဲ့အုံတို့ကြိုပါမယ်။ကြံရှိနေတဲ့အုံတို့ကိုအကုန်ထည့်ပေးလိုက်ပါမယ်။အချိုအနေနဲ့တကြား၅ဆုံးထည့်ပါမယ်။ပြီးရင်စားလေးအနှဲငယ်ထည့်ပြီးတော့ကြိုပေးပါမယ်။ဒီအုံတို့စူစားပြူလာပြီဆိုရင်တော့ရေနဲ့အရေပြောထားတဲ့ဂျုံမိုးကိုနည်းနည်းချင်းစီထည့်ပါမယ်။နည်းနည်းချင်းစီထည့်လိုက်၊မှွေလိုက်လုပ်ပေးရပါမယ်။ဒါမှဂျုံများခဲမတော်မှဖြစ်ပါတယ်။ကြဒီလိုအနေထားပြပြကလေးရရှိလာပြီဆိုရင်တော့အဆက်မပြတ်ထမ်းမှွေပေးနေရပါမယ်။ ရက်စာတို့ဒီအုံးလို့ဂျိုတဲ့နေရာမှာရေများအလုံးခန်းပြီးတော့ညောင်စည်းကြတဲ့အထိဂျိုပေးရမှာဖြစ်ပါတယ်။ကြဂျိုပြီးလို့အစဉ်စစ်ဖြစ်ပြီးဆိုရင်တော့မုတ်ဖုံမဲ့ဘန်းနဲ့ကိုအောက်လွာကဒီကောင်းချင်းသားတွေကိုပထမအဆုံးထည့်ပေးလိုက်ပါမယ်။ကောင်းချင်းထည့်ပေးပြီးဆိုရင်တော့ဒီကောင်းချင်းမျက်နှာပြင်ညီစေဖို့အတွက်တည်တည်ဆရာလေးညှိပေးလိုက်ပါမယ်။ဒီအောက်အလွားကောင်းကြီးနဲ့ညီသွားပြီဆိုရင်တော့အပေါ်လွားဖြစ်တဲ့ဒီအုံးလို့ဂျိုထရာကိုထည့်လောင်းပေးလိုက်ပါမယ် အုံတို့ကြိုထားတာအကုန်လောင်းပြီဆိုရင်ထုံးစံတိုင်းဒီအုံတို့မျက်နှာပြင်ညှိစေဖို့အတွက်ညှိပေးလိုက်ပါမယ်။ဒီအုံတို့မျက်နှာပြင်ကိုတည်တည်ရှာရှာလေးညှိသွားတဲ့အထိညှိပေးလိုက်ရမှာဖြစ်ပါတယ်။ပြီးရင်တော့အာဗန်ထဲမှာအပေါ်မီးအောင်မီး200ဒီဂရီ C နဲ့မိနစ်30ခန်းဖုတ်ပေးလိုက်ပါမယ်။ကဲဒါကတော့မိနစ်30ခန်းဖုတ်ပြီးရရှိလာတဲ့အနေအထားလေးဖြစ်ပါတယ်။ကိုရဆာတို့ဒီစားမဲ့ပကံလေးကိုထည့်ဖို့အတွက်မုတ်ကလေးတွေကိုလှီးပေးပါမယ်။ ပရက်ဆာကတော့ဒီမုတ်ကိုလီးတဲ့နေရာမှာ၄00တုံးလေးတွေလိုချင်လို့ဒီလို၄00ဆက်ဆက်ကလေးတွေဖြစ်အောင်လီးပါမယ်။ဒီကိုရက်ဆာလှုပ်ထားတဲ့တထေးမုံလေးကမြင်းနဲ့တိုက်မယ်အောက်ကကောင်းကျင်းသားလေးကဣရပြီးတော့အပေါ်ကဒီအုံးတို့အသားလေးကလည်းနူးဣပြီးတော့မြင်းနာနဲ့ကိုစားကျင်စရာဖြစ်နေပါပြီ။ကဲလီးပြီးသွားပြီဆိုရင်တော့ပလေးတင်နေနဲ့ဒီပကံများလေးပေါ်တင်ပေးလိုက်ပါမယ်။ကဲအခုဆိုရင်တော့အုံးနုံနဲ့မှုမှုလေးနဲ့အရန်အရန်ပဲဆောက်လို့ကောင်းတဲ့တတိမုတ်လေးရရှိလာပြီဖြစ်ပါတယ် ကွဲစားရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့တထေးမုံလေးလိုက်လို့စားနိုင်မယ်လို့ပြောနေပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့အများကြီးအများကြီးကျေးဇူးတင်ပါတယ်